လက်ရန်တော့အရေးအတွက်ဒီဇင်ဘာ29ရက်နေ့ကတရုတ်တန်ယုံရှိမှာဆနဖော်ထုတ်ခဲ့သူတချို့ကိုဒီဂရီနေ့လေတကုံတရားရုံးမှာစတင်ပြီးရုံးတင်စစ်ဆေးခဲ့ပါတယ်ဒီသတင်းကိုတော်မီတချမ်းပေးပို့တာပါခင်ဗျာလက်ရန်တော့လူသေဆုံးမှုဖြစ်စဉ်မှာတနက်တန်ရာနဲ့ဒေါခင်ဝေးတေဆုံးခဲ့ရတဲ့အမှုမှန်ဖော်ထုတ်ရေးအတွက်ဆန္ဒထုတ်ဖော်သူတွေက9ဦးကိုတကုံမြို့နယ်ရဲစခန်းကတရရလူလုအမှုဖွင့်ထားတာပါ မှုဖွင့်ခံထားရသူ9ဦးတက်က၄ဦးကိုဒီနေ့မှစတင်ရုံတင်စစ်ဆေးတာဖြစ်ပါတယ်။ကိုတော့အကောင်တော့မစုံလေးလို့မစစ်သေးဘူး။ဟာတကယ်တမ်းကျရင်တော့ပုံမှန်9ဦးနဲ့ဆွဲထားတယ်။ပုံမှန်တွေကလည်းဟိုငါငါဟာဝေးပါတယ်။ကျန်တဲ့ဟာတွေကတော့ဟို1 1 4လို့1 4ခုံလို့သုံးနှစ်သုံးလို့မဟုတ်အန်ဒီအကောင်တော့မပြောတတ်ဘူးနော်။ဒါပေမဲ့ဒီအားလုံးကလည်းဟိုတကယ်တမ်းကျအဒီကတော့တစ်ခုမှမချိုးပါဘူး။လမ်းပိတ်တကရဲနေပြီလေ။လမ်းအများမိုင်လောက်ပိတ်ထားသလိုပဲ။ သူတို့ကတကယ်တမ်းလမ်းမပိတ်ရင်ဒီပြဿနာမဖြစ်ဘူး။သူလမ်းမပိတ်ဒီပြဿနာဖြစ်။ငါတော့အနေနဲ့အမြင်ပေါ့နော်။သူတို့ဘက်ကသူတို့ပြောတာဝတ်ကြားလို့ရှိတယ်မလား။တကယ်တမ်းကျရင်လမ်းမပိတ်ရင်ဖြစ်တယ်လို့ရှိတယ်။လဘရောင်းတောင်လူသေဆုံးမှုဖြစ်စဉ်အမှုမှတ်ပေါ်ပေါက်ဖို့2014ဒီဇင်ဘာ29ရက်နေ့မှာတရုတ်တန်ရုံရှိဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပြီးဒီဇင်ဘာ31ရက်နေ့မှာတော့ဒေါ်နော်အောင်လကိုနေမျိုးစဉ်ကိုတင်ထွတ်ပိုင်နဲ့ဒေါ်စိန်ထွေးတို့ဖမ်းခံခဲ့ရတာပါဒီကနေ့ဒုတိယအကြိမ်ရုံထုတ်စစ်ဆေးချိန်မှာတော့ကျန်တဲ့အမှုဖွင့်ခံထားရသူတွေလာရောက်ဖမ်းခံခြင်းမရှိသေးတဲ့အတွက်အမှုကို ဇန်နဝါရီ20ရက်နေ့မှာထပ်မံချိန်ဆခဲ့ပါတယ်။ဒီအဲလက်ဘလောက်တော်မှာနဘူးတဲ့တနတ်မှန်နဲ့ဒေါကင်ဝဲတည်ဆုံးမှုနဲ့ပတ်သက်ပြီးတော့ဟုတ်လားစန္ဒဟောထုတ်ပြီးကန့်ကွက်တဲ့ဒေါ်လုံးလာဒေါ်စင်ထွေးကိုနီမျိုးစင်ကိုတီတုပိုင်နောက်ဒေါ်ဆန်းဆန်းဝင်း၅ယောက်ဟောနော်ဒေါ်ဆန်းဆန်းဝင်းကတော့သူကဒါဟုတ်ရင်းဆိုင်မှုအတွက်နောက်မှလာပြီးဖန်ခါလာပေါ့အဲ၄ယောက်ကိုပထမ ။ဘာစီတာပြီးတော့ဒီနေ့ရုံးမှာစပြီးစစ်စစ်လို့တင်တယ်။တင်နေပြီလို့နှစ်ယောက်ကကြံနေသေးတယ်ဆိုပြီးတော့အမှုစစ်လို့မရဘူး။အဲ့တော့အဓိကဆွဲဆိုထားတဲ့ပုံမှန်တရားတော့ပြည်မှုဆိုင်ရာဥပဒေပုံမှန်149 149 354 905ခါခွေးနဲ့အဘိကူကြီးရဲ့ပုံမှန်134တို့ရသူရဲမှု9000 တကုံမျိုးနေရေးတဲ့ပုစကားစကားမှာနေပြီးတော့ပြေလိုလို့ပြီးတော့ဒီဆွဲအမှုဒီစတင်အမှုနံပါတ်က2015ခုနှစ်ပြည်သူ့ကြီးအမတ်17ဖြစ်တယ်လဗရောင်းနောက်ရေးဆန္ဒထုတ်ဖော်မှုကြောင့်အဖမ်းခံထားရသူတွေဟာပုံမှန်6ခုနဲ့တကုံမြို့နယ်တရားရုံးမှာတရားရင်ဆိုင်နေရတာဖြစ်ပါတယ်။လာရောက်ဖမ်းခံမှုကြံနေတဲ့သူ3ဦးတည်းကတဦးကတော့ဒီကနေ့မြို့တော်ခမ်းမရှိမှာဆန္ဒထုတ်ဖော်မှုတစ်ခုပြုလုပ်ခဲ့ပြီး ရကုံမြို့နယ်တရားရုံးမှာလာရောက်ဖမ်းခံခဲ့တယ်လို့သိရပါဗျ။ကျမမေတ္တာချမ်းပါရှင်။